မိထီလာကြောက်ပတောင်ကားလမ်းမှာခီးသည်တင်ကားမှောက်ပြီးအမျိုးသမီး6ဦးသေဆုံးမင်္ဂလာပါပိတ်သက်ကြည့်ရှင်မန္တလေးတိုင်းဒေသကြီးမိထီလာမြို့နယ်ဖလန်ချင်းကျေးရွာအနီးမိထီလာကြောက်ပတောင်လမ်းမှာခီးသည်တင်ကားမှောက်ပြီးအမျိုးသမီး6ဦးသေဆုံးခဲ့ကစတက်ဦးတန်ရာရရှိခဲ့တယ်လို့ကုညီကယ်ဆယ်ရေးလှုပ်ဆောင်ပေးသူတွေထံမှသိရှိရပါတယ် ဒီကနေ့ဂျွန်လ၂ရက်နေ့မနက်၂နာရီခန့်မှာရန်ကုန်ဘက်ကနေ6မြို့ဘက်ကိုခရီးသည်19ဦးတင်ဆောင်လာပြီးမောင်းနှင်လာတဲ့ E-Lite ခရီးသည်တင်ကားဟောင်းကားလမ်းမိုင်တိုင်းအမှတ်14မိုင်3ဖာလုံးကျော်အရောက်မှာတိမ်ပေါက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ကားကစလစ်ဖြစ်ပြီးတော့ရင်မောင်းကထင်းရင်နဲ့ဘေဘက်ချမ်းကိုမှောက်သွားတာ။မိုးကတော့အစောပိုင်းကကျထားတာရှိတယ်။လမ်းတွေကလည်းအကွေအကောက်တွေရှိတယ်။ မိုးရွာထားတာရဲ့စပီလေးလည်းနည်းနည်းပါလာတဲ့ထင်ပါတယ်ဟုဆိုကကုညီကယ်ဆယ်ရေးလှုပ်ဆောင်ပေးခဲ့သူတဦးကပြောပြထားပါတယ်။တင်ဆောင်တန်ရာရသူတွေကဘယ်ဒေသခံတွေဖြစ်တယ်ဆိုတာကိုတော့လက်တလုံးမှာစည်ရင်းကောက်ယူထားတာမျိုးမရှိသေးဘူးလို့အထက်ပါကုညီကယ်ဆယ်ရေးလှုပ်ဆောင်ပေးခဲ့သူကဆက်လက်ပြောကြားထားပါတယ်။ ရှင်တိန်မောက်ခဲတာကြောင့်ရင်းပေါ်ပါလာသူခီးတဲ့ရိအနက်အသက်62နှစ်အရွယ်ဒေါ်လာကျိုင်အသက်60နှစ်အရွယ်ဒေါ်တင်တင်မူအသက်33နှစ်အရွယ်ဒေါ်တန်တန်ဦးအသက်31နှစ်အရွယ်မတ်ချွချုံမြင့်အသက်23နှစ်အရွယ်မတ်ဖြူဖွေအသက်4နှစ်အရွယ်မတ်ချစ်စနိုးတို့တည်ဆုံသွားခဲ့ကြတယ်လို့လည်းသိရပါဗျ။ ဒါအပြင်အသက်17နှစ်ကနေ80အရွယ်ကြားရှိအမျိုးသမီး၈ဦးအမျိုးသား၃ဦးလို့ထိခိုက်ဒဏ်ရာရခဲ့ပြီးသေဆုံးထိခိုက်သူတွေကိုတော့ဒေသလူမှုကွန်ရက်အသင်းတွေကမိထလာမျိုးနဲ့ပြည်သူစေယုံကြီးကိုပို့ဆောင်ပေးခဲ့ရတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီလ၂ရက်နေ့ကလည်းမိထီလာမြို့အပိုင်းရန်ကုန်မန္တလေးအမြန်လန်မိုင်းတိုင်းအမှန်190မြင်းဆောင်ခွန်အနီးမှာလူလေးဦးလိုက်ပါလာတဲ့ AC ကတစီအချိန်လွန်ပြီးတော့လမ်းလေကျွန်းကိုဝင်တိုင်းမိတာကြောင့်အမျိုးသမီးတအူးသေဆုံးခဲ့ပြီး၃ဦးထံရရခဲ့သေးတယ်လို့သိရပါတယ်